အသရီဗီဇာ၆တုံးကကျွန်တော်တင်ပြခဲ့တဲ့၆လအတွင်းအသုံးစင်ပေါ့ငွေဝန်းထွက်အသုံးစင်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်က IBK ဘန်နဲ့လာစာလက္ခဏာဖြစ်လာစာလက္ခဏာဖြစ်တဲ့အတွက်ကျွန်တော် IBK ဘန်ကိုပဲအဓိကထားပြီးတော့ဗီဇာအတွက်ပြင်ဆင်ခဲ့တယ်ပေါ့အဲ့တော့ဒီစာရေးစာတမ်းကိုဘန်မှာထုတ်တဲ့အခါကျရင်ကိုယ့်ရဲ့ဘန်အကောင့်အပြည့်စုံပါရမယ်နာမည်ပြည့်စုံပါရမယ်အပြင်ကိုကဘယ်နည်းနဲ့နေဘယ်နည်းနဲ့ထုတ်ချင်တယ်ဆိုတာဟာကိုဘန်ပြောလိုက်ရုံပဲပေါ့ အဲ့တော့ကျွန်တော်က6လပိုင်း15ရက်နေ့နေ့12လပိုင်း16ရက်နေ့ကြီးကျွန်တော်တရက်ပို့ထုတ်တာပေါ့အတော့ဗန်တန်းရောကျင်းကျန်းထားတာလာ6လနဲ့အထက်ဆိုတော့တရက်ပို့ထုတ်တာပေါ့ချိုးကြလဲ6တော်များများတော့6လအတီကိုပဲအသုံးစင်ပြကြတယ်ပေါ့အဲ့တော့ဒီဘန်းစင်းနဲ့မှာဆိုလို့ရှိရင်ကျွန်တော်အဓိကပြောချင်တာက6လစာလစာပါမယ်6ကျွန်တော်နံပါတ်ကလေးနဲ့စဉ်းစားပေါ့သိရအောင်လား6လစာလစာစဉ်းပါမယ်လစာပေါ့ခုနလား 6လတာလတာစင်းပါမယ်အဲတခြားကတော့ကျွန်တော်ငွေဟိုအဝင်ဆိုလို့ရှိရင်ကျွန်တော်ကျွန်တော် ATM ကောက်ထဲကနေကျွန်တော်ဝင်တာဒီကြီးကြီးမားမားငွေ30နဲ့30နဲ့30ထက်ဝင်တာဆိုလို့ရှိရင်ကျွန်တော်မှာနှစ်ခုရှိရပေါ့အဲ့တော့ကျွန်တော်ဒါကတော့ငွေသား ATM ATM စက်ကနေကျွန်တော်ငွေသားထည့်ရပေါ့30သိန်းဒီ16သိန်းကတော့ကျွန်တော်ဘဏ်အကောက်ထဲကနေတစ်ဆင့်အဲ့ဒီပြန်လွှဲတာပေါ့ကျွန်တော်လက်ရှိ IBK ဒီဘန်နဲ့ပေါ့ကျန်တာကတော့မလာသာအပြင် ကျန်တာမရှိဘူးပေါ့လာသာအပြင်အတက်နိုင်ဆုံးတော့ဘန်အဝင်အဝင်ကိုအတက်နိုင်ဆုံးဂယူဆိုင်ပြီးတော့ရှင်းထားတယ်ပေါ့ဟိုတိုလီမူလီလေးထားရတထောင်းတထောင်းဟိုထားရ9ထောင်းအစတည်းပြအဲ့လိုမျိုးလေးတွေတခြားအဝင်တွေမရှိအောင်လို့တခြားဘန်ကောက်ကိုပဲသူများလွှဲမယ်ဆိုလို့ရှိရင်တခြားဘန်ကောက်နဲ့ပဲတုံးတယ်ပေါ့အဲ့တခြားဘန်ကောက်ကိုပဲလွှဲပြပါလို့ပြောရတယ်ပေါ့အဲ့တော့ အထွတ်တွေကျတော့ကျွန်တော်မှာဆိုတော့ရှင်ဒီမှာ12သိန်းပေါ့ဒီပေါ်မှာတော့3000 8000 12သိန်းတော့ကျွန်တော်တငငချင်းစီကိုလွှဲပေးတာပေါ့သူသူစီပြန်လွှဲပေးတာအဲ့တော့တခြားတွေကတော့2သိန်းရှိမယ်3သိန်းရှိမယ်3သိန်းဝန်းကျင်လောက်တွေပဲပေါ့3000 8000တစီစီတာတွေထမင်းစာတာတွေတခြားသုံးတာတွေဟိုဈေးဝယ်တာတွေပေါ့ဒါအများအများဆုံးကတော့12သိန်းရှိလိုက်တယ်ပေါ့ကျန်တာတွေကတော့မရှိဘူးပေါ့အဲ့တော့ ျွန်တော်အဓိကဂူးစိုက်တာကတလနဲ့တလအတွင်းမှာဆိုလို့ရှိရင်ကျွန်တော်အနေချင်းလောက်ကိုပဲကျွန်တော်ဒီပုံစံတိုင်းဂူးစိုက်တယ်ပေါ့အသုံးစရံကိုတက်နိုင်သေးတသိန်းရနဲ့နှစ်သိန်းဝန်းကျင်လောက်ကိုပဲကျွန်တော်သုံးဖြစ်တယ်ပေါ့အဲ့တော့စသချင်းကျွန်တော်ရဲ့စုငွေက45သိန်းနောက်ဆုံးကျွန်တော်တိကျပြလိုက်တာက200ကျော်ပေါ့200ကျော်သိန်း200ကျော်ဘာလို့ကျွန်တော်ပြလိုက်လဲဆိုလို့ရှိရင် ကျွန်တော်မကအအဆောင်ကဟိုစေုံ ကုမ္ပဏီထောက်ကစားနေပဲအဆောင်ကရှောက်တာဆိုတော့ကျွန်တော်ငွေမောက်ကိုတန်းပြလိုက်တာပေါ့အအဆောင်ထောက်ကစားအိမ်ငှားထားတဲ့လူတွေဆိုလို့ရှိရင်အိမ်ငှားတဲ့ငွေပမာဏလောက်ကိုဟိုသူကအိမ်ငှားစာချုပ်ရှိတာဖြစ်တဲ့အတွက်အိမ်ငှားပမာဏဟိုရတခါနဲ့ထဲပေါင်းမယ်ဆိုလို့ရှိရင်တော့160ဝန်းကျင်190 180အောင်ညလောက်ဆိုလို့ရှိရင်စဉ်းပြမယ်လို့ကျွန်တော်အနေနဲ့ထင်တယ်ပေါ့ ဒါကကျွန်တော်ရဲ့ဗန်စင်းဖြစ်ပါတယ်အဲ့တော့ဒီဒီမန်သတိထမှာငွေဝန်းထွက်သတိထမှာလာစာလာစာ6လာစာ6လာစာကယန်ကြီးငွေမောက်တယ်ယန်ကြီးကွာနေလို့မရဘူးပေါ့6လာစာအစင်းနေရာ